ငင်းချမ်းရေးဆိုတာဘာလဲလူသားတွေရဲ့ဘဝခီးမှာအများရန်ရှာဖွေတောင်းတနေတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါငင်းချမ်းရေးပါပဲကျွန်တော်တို့ဟာငင်းချမ်းရေးဆိုတဲ့စကားလုံးကို မကြာခဏပြောကြကြားကြရင်မှန်းကြပေမဲ့တကယ်ငင်းချမ်းရေးဆိုတာဘာလဲစစ်ပွဲတွေမရှိတာလက်နဲ့တွေတိတ်ဆိတ်နေတာဟုတ်ပဲငင်းချမ်းရေးလို့ခေါ်တာလားအဲ့ဒီထက်ပိုနဲ့နေတဲ့အတိတ်တွေရောမရှိဘူးလား ဒီနေ့ကျွန်တော်တို့အားလုံးဟာငြိမ်းချမ်းရေးရဲ့အနဲ့အဓိပ္ပာယ်ကိုနက်နက်နဲနဲဆင်ခြင်ကြည့်ကြရအောင်ပါငြိမ်းချမ်းရေးဆိုတာရည်မှန်းချက်တစ်ခုလားဒါမှမဟုတ်နေ့စဉ်ဘဝမှာတည်ဆောက်သွားရမယ့်အလေ့ကျင့်တစ်ခုလားငြိမ်းချမ်းရေးရဲ့ပရမဆုံးနဲ့အရှင်းလင်းဆုံးသောပုံစံဟာပြင်ပငြိမ်းချမ်းရေးပါဒါပတ်ဝန်းကျင်မှာလုံခြုံမှုတည်ငြိမ်မှုနဲ့တရားဥပဒေစိုးမိုးမှုရှိနေတာကိုဆိုလိုပါတယ်ပြင်ပငြိမ်းချမ်းရေးရှိတဲ့နေရာမှာ ကလေးငယ်တွေဟာကြောင်ရွံ့စိုးရိမ်မှုမရှိပဲကြောင်းသွားနိုင်ပါတယ်။ဈေးသွားဈေးလာလောက်တဲ့မိခင်တွေဟာစိတ်ပူစရာမလိုပဲအိမ်ကိုပြန်လာနိုင်ပါတယ်။ညပဲလမ်းမပေါ်မှာတနက်တန်တွေအစားအိမ်နေချင်းတွေစကားပြောတဲ့ရီမောတန်တွေကိုပဲကြားရပါမယ်။ပြင်ပငင်းချမ်းရေးဆိုတာစစ်ပွဲကြီးတွေမရှိအောင်တမကပဲ။ရက်ွက်ချဲမှာအကျန်းဖက်မှု ခိုးဆိုးလူရဲ့မှုအနိုင်ကျင့်မှုတွေမရှိအောင်တရားမျှတတဲ့စနစ်တစ်ခုတည်ဆောက်ထားနိုင်တာကိုဆိုလိုပါတယ်။ နိုင်ငံသားတိုင်းဟာလူမျိုးဘာသာအသားအရောင်မခွဲခြားပဲလူ့အခွင့်အရေးအပြည့်အဝရရှိပြီးဘဝရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့အစားအသောက်ကျန်းမာရေးပညာရေးကိုလွယ်လင့်တကူရရှိနိုင်တာဟာလဲပြင်ပငင်းချမ်းရေးရဲ့အဓိကအစိတ်ပိုင်းတစ်ခုပါပဲတို့ပေမဲ့ပြင်ပကဘာကြီးငင်းချမ်းနေတိတိုင်အသွင်းစိတ်မငင်းချမ်းရင်လူသားကပျော်ရွှင်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်ငင်းချမ်းရေးရဲ့ဒုတိယအဓိပ္ပာယ်ကတော့အသွင်းစိတ်ငင်းချမ်းရေးဖြစ်ပါတယ် အသွင်စိတ်ငြိမ်းချမ်းရေးဆိုတာစိတ်ထဲမှာကြောက်ရွံ့မှုမကြေနပ်မှုမနာလိုမှုနဲ့ဒေါသစတဲ့အစိတ်အတော့တွေကင်းရှင်းနေတာကိုဆိုလိုပါတယ်။ဒါကိုကိုကိုနားလေလက်ခံနိုင်စွမ်းရှိခြင်းလက်ရှိအခြေအနေကိုတတိရှိရှိနဲ့ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိခြင်းနဲ့ဆက်ဆက်နေပါတယ်။အပြင်ကဘာတွေပဲဖြစ်နေပါစေစိတ်ရဲ့အနှက်ရှိုင်းဆုံးနေရာမှာခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းထားနိုင်တာအသွင်စိတ်ငြိမ်းချမ်းရေးရဲ့လက္ခဏာပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင်နဲ့တခြားသူတွေကိုခွင့်လွှတ်နိုင်စွမ်းအမားတွေကိုသင်ကန်းစာယူပြီးရှေ့ဆက်နိုင်စွမ်းတွေဟာဒီအသွင်းစိတ်ငြိမ်းချမ်းရေးကနေပေါက်ဖွားလာပါတယ်။ဒီလိုအသွင်းစိတ်ငြိမ်းချမ်းသူတွေဟာဘေးပတ်ဝန်းကျင်ကိုလည်းအေးချမ်းမှုနဲ့ကျင်နာမှုကိုကူးစက်စေပါတယ်။ငြိမ်းချမ်းရေးရဲ့တတိယအဆင့်ကတော့လူမှုရေးငြိမ်းချမ်းရေးဖြစ်ပြီးဒါလူပုဂ္ဂိုလ်တူချင်းစီရဲ့အသွင်းစိတ်ငြိမ်းချမ်းမှုနဲ့နိုင်ငံရဲ့ပြင်ပငြိမ်းချမ်းမှုတို့ကိုပေါင်းစပ်ပေးတဲ့တရားတစ်ခုပဲဖြစ်ပါတယ်။ လူမှုရေငြိမ်းချမ်းရေးဟာတရားမျှတမှုဒန်းသူညီမျှမှုနဲ့ကွဲပြားမှုများကိုလေးစားလက်ခံမှုပေါ်မှာအခြေခံပါတယ်။လူမှုအဖွဲ့အစည်းတစ်ခုငြိမ်းချမ်းဖို့ဆိုရင် လူသူနဲ့သူ လေးစားမှု နားလည်မှုနဲ့စာနာမှုတွေရှိဖို့လိုပါတယ်။အမြင်မတူတာတွေယုံကြည်ချက်ကွဲပြားတာတွေရှိလာတဲ့အခါအကြံဖက်မှုစာဆွေးနွေးဖြေရှာခြင်းနဲ့ပြန်လည်တင်းမြက်ရေလန်းစင်တွေကိုကျင့်သုံးရပါမယ်။အမှန်တကယ်ငြိမ်းချမ်းတဲ့လူ့ဖွဲ့စည်းမှာလူတိုင်းဟာ၎င်းတို့ရဲ့အတန်ကိုထုတ်ဖော်ခွင့်ရှိပြီး အုပ်ချုပ်သူတွေဟာပြည်သူတွေရဲ့လိုအပ်ချက်ကိုတုံ့ပြန်ဆောင်ရွက်ပေးပါတယ်။လူမှုရေးငြိမ်းချမ်းရေးကိုတည်ဆောက်ရမှာအဓိကတော့ချက်ကတော့အနိုင်ရှုံးသဘောထားကိုဖယ်ရှားပြီး အားလုံးအတူတူရှင်သန်နိုင်ရေးဆိုတဲ့သဘောထားကိုလက်ကင်ထားခြင်းပဲဖြစ်ပါတယ်။ဘယ်သူမှနောက်မှမကြံရစ်စေပဲအားလုံးပါဝင်နိုင်တဲ့အနာဂတ်ကို ပုံဖော်ခြင်းကိုဆုလိုပါတယ်။ငြိမ်းချမ်းရေးဟာအစိုးရရဲ့တာဝန်တသက်မဟုတ်ပါဘူး။အင်းကြီးချင်းကိုပြုံးပြခြင်းကစလို့အများသောနေရာတွေကိုတန့်ရှင်းစွာထားခြင်းအထိ ကျွန်တော်တို့သူချင်းစီရဲ့တာဝန်လည်းဖြစ်ပါတယ်။ဒါဆိုရင်ငိန်ချမ်းရေးဆိုတာဘာလဲ။ငိန်ချမ်းရေးဆိုတာစစ်ပွဲတစ်ခုပြီးသွားတဲ့အချိန်ကာလတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။ဒါမတူညီသူတွေကိုလက်ခံခြင်း၊အားနည်းသူတွေကိုကာကွယ်ခြင်း၊တရားမျှတမှုကိုရှာဖွေခြင်းနဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းဆိုတဲ့နေ့စဉ်ဘဝရဲ့ရွေးချယ်မှုပေါင်းများစွာပဲဖြစ်ပါတယ်။ငိန်ချမ်းရေးဆိုတာအေးစိမ့်ငြိမ်သက်နေတဲ့ရေကန်တစ်ခုနဲ့တူပါတယ်။ အပြင်ပန်းကကျင့်အေးချမ်းနေပေမဲ့အဲ့ဒီအေးချမ်းမှုကိုထိမ့်သိမ့်ဖို့အတွက်ရေကန်အောက်ခြေမှာတန့်ရှင်းမှုညီမျှမှုနဲ့ညတာမှုဆိုတဲ့အခြေခံအုတ်မြစ်တွေခိုင်မြဲနေဖို့လိုအပ်ပါတယ်။ငိမ့်ချမ်းရေးဟာကမ္ဘာကောင်းဆောင်တွေရဲ့ဇပွဲဝိုင်းကနေစတင်တာမဟုတ်ပါဘူး။တင်းရဲ့အိမ်၊တင်းရဲ့ရက်ွက်၊တင်းရဲ့အသွင်းစိတ်ကနေစတင်ပါတယ်။ငိမ့်ချမ်းရေးကိုတင်းကိုယ်တိုင်ကစတင်လိုက်ပါ။ငိမ့်ချမ်းတဲ့စိတ်ရှိတဲ့လူသူချင်းစီပေါင်းများစွာငိမ့်ချမ်းတဲ့လူ့ဖွဲ့စည်းကိုဖန်တီးနိုင်ပါတယ်။ ဒီနေ့အကြောင်းအရာလေးကနေတင်းအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။အဆုံးသင့်နားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။